ီနေ့တော့ပွဲတော်လေးတစ်ခုအကြောင်းအထူးထူဖတ်ကြမယ်ပေါ့နော်။တချောင်းချင်းစီရောဖတ်မသွားတော့ဘူး။ဖတ်ပြီးတော့ကြတော့အနောက်ကနေမြန်မာလိုလေးပြန်ပြမှာဖြစ်ပါတယ်။ဒီပွဲတော်လေးဒီဒါကအခုဘယ် website ကနေဖတ်နေတာလဲဆိုတော့ BBC website ပေါ့နော် BBC သတင်း website ကနေပြီးတော့ဖတ်နေတာဖြစ်ပါတယ်ဒီပွဲတော်ကဒါ interchange intro စာအုပ်ထဲမှာတင်ရိုးထဲမှာပါတဲ့ပွဲတော်လေးတစ်ခုဖြစ်တယ်အဲ့ဒါဆိုရင်ကြည့်ကြည့်ရအောင် La Tomatina Festival La Tomatina Puero. La Tomatina is a Spanish festival held annually in Buono, Spain, where participants throw tomatoes at each other. La Tomatina Puero di Spain Puero တခုဖြစ်ပါတယ်။ Buono မြို့စပိန်နိုင်ငံမှာနှစ်စဉ်နှစ်တိုင်းကျင်းပတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ဒီပွဲတော်မှာဆိုလို့ရှိရင် ပါဝင်ပတ်သက်တဲ့လူတွေကတယောက်ကိုတယောက်ခရမ်းကျင်သီးတွေနဲ့ပစ်ပေါက်ကြတယ်တဲ့။ is said to be the biggest food fight in the world and it brings thousands of tourists to the region ဒီကောင်ကိုဒီပွဲတော်ကိုလူတွေကဘယ်လိုပြောကြလဲဆိုတော့ကဘာကြီးမှာအကြီးမားဆုံးအစားအသောက်ရံပွဲတော်ပေါ့နော်အစားအသောက်နဲ့ရံဖြစ်ကြတဲ့ပွဲတော်လို့ပြောကြတယ်ပေါ့ညာဖြစ်တယ်ဆိုပေမဲ့လည်းတကယ်ကြီးသူများကိုနားစေလို့ရဖြစ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အစားအသောက်ပွဲတော်လို့ပြောကြတယ်ပြီးတော့ကြတော့ဒီပွဲတော်ဒီခကြီးသွားထောင်ပေါင်းများစွာကိုဒီ နိုင်ငံကိုလာစေတယ်ပေါ့နော်တည်ဆောင်လာပေးတယ်တဲ့ The festival started in 1945 after a fight broke out between two groups of teenage boys during a parade in the town. ဒီပွဲတော်ကဘယ်ချိန်မှာစတင်ခဲ့လဲဆိုတော့1945ခုနှစ်မြို့ထဲမှာသူတို့က parade တစ်ခုလုပ်နေတယ် parade လုပ်တယ်ဆိုတာမြို့ထဲမှာလှည့်လည်ပြီးတော့အပျော်ပွဲတော်တစ်ခုလုပ်နေတယ်ပေါ့အဲ့ပွဲတော်တစ်ခုအတွင်းမှာ ဆယ်ကျော်သက်လူငယ်အုပ်စုနှစ်စုကြားထဲမှာရံဖြစ်ရင်းနဲ့ဒီ1945ခုနှစ်မှာဒီပွဲတော်ဒီစတင်လာတာဖြစ်တယ်။ The festival takes place during the last Wednesday of August ဒီပွဲတော်ဘယ်အချိန်မှာကျင်းပလေးရှိလဲဆိုလို့ရှိရင် August လရဲ့နောက်ဆုံးဗုဒ္ဓဟူးနေ့မှာကျင်းပလေးရှိပါတယ်။ This year's festival takes place on 28 August 2024. ဒီနှစ်ရဲ့ပွဲတော်ကတော့2024ခုနှစ်ဩဂတ်လ28ရက်နေ့မှာကျင်းပပါမယ်တဲ့။ဒီကောင်လေးကကြတော့အရင်နှစ်ကဆောင်းပါးလေးဖြစ်တဲ့အတွက်ကြောင့်2024ခုနှစ်အကြောင်းလေးဖြစ်နေတယ်ပေါ့နော်။ Here is everything you need to know about La Tomatina. Here is ဒီဟာကတော့ဒီဆောင်းပါးမှာပြောသွားမှာကတော့ La Tomatina ပွဲတော်အကြောင်းနင်သိသင့်သမျှအရာအလုံးကိုပြောသွားမှာဖြစ်ပါတယ်တဲ့။ Hmm. ။သူကခေါင်းစဉ်ခွဲလေးနဲ့ပြန်စားတယ်။ How did La Tomatina start? La Tomatina ပွဲတော်သည်ဘလို့စတင်ခဲ့ပါသလဲ On 29 August 1945 in the town of Bono near Valencia in Spain, a fight broke out during a cultural parade. 1945ခုနှစ် August လ25 29ရက်နေ့မှာ Valencia, Spain

ဒီသူကဘသူ့ကိုမေးတာလဲဆိုတော့ဒါအင်တာဗျူးမေးလိုက်တာပေါ့နော်ဒီ Valencian ရဲ့တမိုင်းချောင်းဆရာဖြစ်တဲ့ Enric ကိုမေးလိုက်တယ်ဒီ witness history လို့ခေါ်တဲ့ဒီ BBC ကနေပြီးလှမ်းမေးလိုက်တဲ့အချိန်မှာအဲ့ဒီဆရာကတမိုင်းဆရာဘလို့ပြောလဲဆိုတော့အဲ့ဒီတုန်းကတဲ့ဒီ card book တွေနဲ့ပေါ့နော်ဗုတ်ပြားတွေနဲ့ရှေးခေတ်တုန်းကတမိုင်းလူပုံစံတွေအကြောင်းလိုက်ပြီးတော့တူအောင်လိုက်ဝစ်ကြတဲ့ပွဲတော်ရှိခဲ့တယ်ပေါ့နော်အဲ့ဒီပွဲတော်ဖြစ်ခဲ့တယ်အဲ့ဒီပွဲတော်အတွင်းမှာ the council had to decide between two groups of young people who would wear the costumes. သူတို့ဒီမြို့ရဲ့ council ပေါ့မြို့ရဲ့အကြီးအကဲတွေကမလုပ်ပေးလဲဆိုလို့ရှိရင်ဒါမှမဟုတ်လဲဒီပွဲတော်ရဲ့အကြီးအကဲတွေကစုံဖြတ်ချက်ပေးတယ်ပေါ့နော်ဘယ်အဖွဲ့ကတော့ပို့ပြီးတော့ဘယ်အဖွဲ့ကတော့ဘယ် costume တွေဝေးရမယ်ပေါ့ဘယ်ဝတ်စုံတွေဝေးရမယ်ဆိုပြီးတော့အစုံဖြတ်ပေးတယ်အစုံဖြတ်ပေးတဲ့အချိန်မှာ i suppose the boys who didn't get chosen were angry. A heated argument started, and one of the big heads ended up on the floor. ဒီအဝစ်စုံတွေကိုဝစ်ဖို့ရွေးချယ်ခြင်းမခံရတဲ့ဥကလေးတွေအဖွဲ့ယောက်ျားလေးတွေအဖွဲ့ကစိတ်တွေစိုးပြီးတော့ကြတော့ရံဖြစ်ကြတယ်စကားများတယ်စကားများပြီးတော့ကြတော့အဲ့မှာသူတို့ ရန်စဖြစ်တယ်ပေါ့နော်ရန်စဖြစ်တယ် one of the boys we will never know which grabbed a tomato and the tomato fight started အဲ့လိုရန်စဖြစ်တဲ့အချိန်မှာအဲ့ဒီကောင်လေးတွေတဲကတယောက်ပေါ့ဘယ်သူလဲဆိုတော့အခုကိုယ်တွေမသိနိုင်တော့ဘူး1945ဆိုတော့တော်တော်ကြာသွားပြီပေါ့နော်အဲ့ထဲကတယောက်ကအဲ့ခရမ်းကျင်သီးတလုံးကိုစကောက်ပြီးတော့ကြတော့ခရမ်းကျင်သီးနဲ့ပစ်ပေါက်လိုက်တယ်အဲ့ဒီမှာခရမ်းကျင်သီးရံဖြစ်ပွဲတော်ကြီးစတာပဲပေါ့နော်ဒီနှစ်စင်လောက်တဲ့ပွဲတော်ကအဲ့ဒီမှာစတက်ခဲ့တာပဲ One of the boys involved with the fight was Gotran Zenon. One of the boys involved. အဲ့ဒီထဲမှာပါတဲ့ကောင်လေးတယောက်က Gotran Zenon ဆိုတဲ့လူတယောက်ဖြစ်တယ်တဲ့။နောက်အဲ့ Gotran Zenon မှာသူတမီးရှိခဲ့တယ်။ His daughter Maria told witness history. They didn't have bad intentions it was a prank သူတို့ကတစ်ဖက်သားကိုနာစေလို့တော့အာမကောင်းတဲ့အကြံမကောင်းတဲ့ရည်ရွယ်ချက်တွေမရှိခဲ့ဘူးဒီတိုင်း prank လိုမျိုးပဲပေါ့နော်ဒီတိုင်းစနောက်လိုက်တာမျိုးပဲတဲ့သူသမီးအဲ့ထဲမှာရန်ပွဲမှာပါဝင်ခဲ့တဲ့ Godran ရဲ့သမီးကဒီ witness history လာပြီးတော့ interview Today, you have so many options of things to do for fun. But back then, there was hunger and poverty. အခုခေတ်မှာဆိုလို့ရှိရင်တော့အပျော်အတွက်လှုပ်စရာရွေးချယ်စရာအများကြီးရှိတယ်ဖုန်းပဲကြည့်မလား Franco's regime was very strict so I think This was a rebellion against the council, the police, and all of that. အဲ့တော့က Franco dictatorship ပေါ့နော် Franco အာဟိုဟာလုံနေခဲ့တာအုတ်ချုပ်နေခဲ့တာအဲ့ဖရန်ကိုရဲ့အုတ်ချုပ်မှုဒီအရန်ကိုအရန်ကိုစက်မှတ်ခဲ့တဲ့အတွက်ကြောင့်ဒီလိုမျိုးရန်စဖြစ်တာဒီဒီသူတို့ရဲ့ council သူတို့ရဲ့အုတ်ချုပ်သူတွေရဲတွေနဲ့တခြားဟာတွေကိုတော်လှန်မှုတစ်မျိုးလို့ပဲဖြစ်ပါတယ် rebellion ဖြစ်ပါတယ်တဲ့ The following year the council cancelled the parade to avoid conflict နောက်နှစ်မှာတော့ဒီ1045အဲ့ဒါဖြစ်ပြီးနောက်နှစ်မှာကျတော့ခုနကတော့ကလိုမျိုးအဝတ်အစားတွေဝတ်တဲ့ပွဲတော်ကို council က cancel လုပ်လိုက်တယ်ပေါ့နော်ဟိုဟာဒီမတင်ပါတော့ဘူးလို့လုပ်လိုက်တယ်တဲ့ however the boys decided to go anyway and brought lots of tomatoes with them ဘလို့ပဲဖြစ်ဖြစ်ဘလို့အကြီးကဲတွေရပဲဒီပွဲတော်ကို cancel လုပ်လိုက် cancel လုပ်လိုက်ကောင်ကလေးတွေကသူတို့သွားမှာဘလို့ပဲဖြစ်ဖြစ်သွားမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ခရမ်းကျင်သီးတွေအများကြီးတည်သွားခဲ့ကြတယ်တဲ့ they brought tomatoes from home and repeated the experience year after year until one year the council provided a lorry with tomatoes and it, and it became a very famous celebration said maria maria ပြောပြတယ်ဗောနော်ခုနကအဲ့ထဲကပါဝင်ခဲ့တဲ့တယောက်ရဲ့သမီးကပြောတယ်သူတို့ကအိမ်ကနေပြောခရမ်းကျင်သီးတွေတဲသွားတယ်ပြီးတော့ကြတော့ဒီလိုမျိုးနှစ်စဉ်နှစ်စဉ်အဲ့လိုတယောက်နဲ့တယောက်ပြစ်ပေါက်ကြတယ်ဗောနော်ပြန်ပြစ်ပေါက်ကြတယ်တစ်နှစ်မှာကြတော့ဘာလုပ်လဲဆိုတော့ council က ဒီဒီအာအုတ်ချုပ်သူလူဒန်းစာကနေပြီးတော့သူတို့လော်ရီပေါ့နော်ကားတစီးနဲ့ခန်းကျင်တီတွေပေးလိုက်တဲ့အချိန်မှာဒါအတီးပြုတ်ပေးလိုက်သလိုဖြစ်ပြီးတော့အရန်နာမည်ကြီးတဲ့ပွဲတော်တစ်ခုဖြစ်သွားတယ်တဲ့ဒီနေရာမှာဒါကကြတော့ဒီပုံလေးကိုကြည့်တဲ့အခါမှာလူ6ယောက်ပေါ့နော်အဲ့ဒါဆိုရင်ဒီပုံဒီဘာအကြောင်းကိုပြောတာလဲဆိုတော့သူအောက်ကရှင်းထားတယ် the founders of latomitina latomitina ပွဲတော်ကြီးကိုစတင်တည်ထောင်သူ founders တွေပေါ့နော် founders တွေဖြစ်ပါတယ်တဲ့ဒီလူ6ယောက်ပေါ့อืม နောက်ထပ်ခေါင်းစဉ်ကွဲတစ်ခုကြည့်မယ်။ Why was La Tomatina banned? ဘာလို့ La Tomatina ပွဲတော်ကိုစားမြစ်ချင်းခံရတာလဲ။ ban လုပ်ချင်းခံရတာလဲပေါ့။ La Tomatina was banned by Spanish dictator Franco in 1957 because he believed it had no religious significance. ဒီ La Tomatina ပွဲတော်ကိုစပိန်အုတ်ချုပ်သူ dictator ပေါ့နော်တအူးတဲ့အုတ်ချုပ်သူ Franco ကပေါ့နော် တဦးရဲ့အုပ်ချုပ်သူဖရန်ကိုက1958ခုနှစ်မှာဘန်းလိုက်တယ်မလုပ်ရတော့ဘူးလို့တားမြစ်လိုက်တယ်ဘာလို့လဲဆိုတော့သူကတရားကဘာရိုးရာဘာဟိုကိုးကွယ်ရာယုံကြည်မှုနဲ့ဘာမှမသက်ဆိုင်ဘူးဆိုပြီးတော့ကြတော့ဒီပွဲတော်သူကဘန်းလိုက်တယ်တဲ့ The whole town including my dad dressed in mourning said Maria မျိုးတစ်ခုလုံးပေါ့နော်ဒီသူ့အဖေပါပါတယ် Maria ခုနကတော့ဝင်ပြီးတော့ခြားတဲ့ လူရဲ့သမီးပေါ့နော်အဲ့မရီယာပြောတယ်သူ့အဖေကိုတိုင်ရောတမျိုးလုံးကတော့ပေါ့နော် dressed in morning ဆိုတော့ဒါဝမ်းနေချင်းအထိမ်းပဲနဲ့အင်ကြီးတွေဝတ်ခဲ့ကြတယ်တဲ့ဒါဒီပွဲတော့မလုပ်ရတော့တဲ့အတွက်ကြောင့် they were all wearing black သူတို့အမဲရောင်တွေပဲဝင်နေကြတယ်ဝမ်းနေချင်းအထိမ်းပဲနေနဲ့ they had the hats that people used to wear when they attended a funeral uh ဒီအတုပချတဲ့အခါမှာဝစ်တဲ့အုတ်ထုပ်တွေပါသူတို့ကဝစ်ပလိုက်တယ်တဲ့နော်ဒီလိုပြောအတုပချတဲ့အခါမှာဝစ်တဲ့အုတ်ထုပ်တွေဝစ်တယ်ပြီးတော့အမဲရောင်တွေဝစ်တယ်တဲ့ they made a coffin and they had they must have been growing a huge tomato because they put it in the coffin သူတို့ကပြီးတော့ကြတော့အခောင်းကြီးတစ်ခုလည်းလုပ်တယ်အဲ့အခောင်းကြီးထဲမှာခရမ်းကျင်သည့်အကြီးစားသူတို့ဟိုစိုက်ပျိုးထားတဲ့ခရမ်းကျင်သည့်အကြီးစားကိုလည်းထည့်ထားတယ်တဲ့ and then they marched to the council with a band playing funeral music ပြီးတော့ကြတော့ council စီကိုသူတို့ရဲ့အုပ်ချုပ်သူလူထမ်းစာရှိတဲ့နားစီကိုသူတို့ကဒီအတုပါချလို့ရှင်ရဲ့ဖွင့်တဲ့တချင်းကြီးကိုဖွင့်ပြီးတော့သူတို့အတူတကွခြိတက်ခဲ့ကြတယ် In 1959, the fight came back, but with rules, a specific time limit, and the obligation for participants to clean up after the festival. လာထိုမီဒီနာပွဲတော်ကိုပြန်လဲလုတ်ခွင့်ရခဲ့တယ်ဒါပေမဲ့အာစီကတ်နေနဲ့လောက်ရတာပေါ့နော်ဘလို့စီကတ်နေလဲဆိုတော့အချိန် limit အချိန်တတ်မှတ်ချက်ရှိမယ်ပြီးတော့ကြတော့ဒီပါဝင်ပတ်သက်တဲ့လူတွေကပွဲတော်ပြီးလို့ရှိရင်ပြန်လဲတန့်ရှင်ရေးလုတ်ပေးရမယ်ဆိုတော့အာစီကတ်ပါသွားတယ်တဲ့ This has continued until today. ဒီစီကဲနေနဲ့ဒီပွဲတော်ကအခုအထိဆက်ပြီးတော့လုပ်နေတယ်ပေါ့။ဒါဆိုလို့ရှိရင်ဒါ the funeral procession after Latomitino was banned. ဒီပုံဆိုလို့ရှိရင်ဒါဘာလဲဆို သူတို့ခုနကတော့လာထိုမီတီနာပွဲတော်ကို လာထိုမီတီနာပွဲတော်ကို ရုတ်သိမ်းတော့မယ်အားမြင့်ခံလာရတဲ့အချိန်မှာသူတို့ဒါဖြူနိုရောအုတ်ထုတ်တွေဝတ်တယ်ဝန်နေချင်းထိမ့်မဲ့နေနဲ့သွားခဲ့ကြတဲ့ပုံဖြစ်တယ်။နောက်တစ်ခုဒါကတော့ဗီဒီယိုလေးပေါ့နော်ဗီဒီယိုလေးကတော့မကြည့်တော့ဘူး။ How many tomatoes were thrown during La Tomatina? La Tomatina ပွဲတော်အတွင်းမှာခရမ်းကျင်သည်ဘယ်နှလုံးလောက်ဘလောက်လောက်များတယောက်နဲ့တယောက်ပြစ်ခံရတယ်လဲပေါ့။ In 2013, the Council of Bono began charging a small fee, which helps them purchase over 120 tons of tomatoes for the festival. 2013ခုနှစ်မှာဘော်နိုမြို့ရဲ့ Council ကတဲ့နော်ငွေနည်း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 ကောက်ခံနေပေါ့အဲ့ကောက်ခံတဲ့ငွေနဲ့သူတို့ကဘလောက်တောင်မှပွဲတော်အတွက်ဘလောက်တောင်ဝယ်လိုက်လဲဆိုခရမ်းကျင်သည်120တန်120ဝယ်လိုက်တယ်တဲ့လေးချိန်နေနဲ့ The maximum capacity of the festival is 22,000ဒီ ပွဲတော်ရဲ့လုံးဝ maximum capacity လုံနိုင်စွာအမြင့်ဆုံးကတော့တဲ့2000ဖြစ်ပါတယ်တဲ့ there are six or seven lorries that unload tomatoes at different points on the route to make sure they are available for everyone, Maria said. Maria said, uh, Lorry guy, Dilo Lorry guy, Tauka, Kunaga, Lounge, Dua Kenton, Dio, Dimu, and Nat Nia, Matuni, Puine, Madua, Library of Tabby, Erama Luri, Dionetia, people, Dread, Long Lau, she would dread. when the lorry unloads you're left with a mountain of tomatoes and people jump on it and begin to fight ခရမ်းကျင်သည်တွေကိုဒီ lorry ကားတွေကချပေးလိုက်ပြီဆိုတာနဲ့ခရမ်းကျင်သည်ဟိုတောင်လိုရလုံတွေဖြစ်သွားတယ်အဲ့တောင်လိုရလုံတွေပေါ်မှာလူတွေကတက်ခုံတယ်ပြီးတော့ကြတော့စပြီးတော့ပြစ်ကြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီပုံလေးသည် truck delivering tomatoes during la tomatina truck ကြီးကဒီ tomatoes တွေကိုပေါ့ခရမ်းကျင်သည်တွေကိုလာပြီးတော့ချပေးနေတဲ့ပုံဖြစ်ပါတယ်တဲ့ The festival begins at 12 and finishes an hour later when the participants hear the shot of the second warning firework. စနေနေ့မှာစပြီးတော့တနာ yı ပဲစော့ခွင့်ပေးရတနာ yı ပြီးလို့ရှိရင်တော့ဒီသူတို့က short တစ်ခုပြစ်လိုက်တယ်ပေါ့နော် firework ပြစ်လိုက်တယ် firework ဆိုတာမီးပန်းလိုမျိုးဖောက်ပေးလိုက်တယ်အဲ့လိုဖောက်လိုက်တဲ့အချိန်မှာတော့ဒါပြီးသွားပြီပေါ့ဒီပွဲတော့တနာ yı ပဲ You're not allowed to throw bottles or other hard objects, and participants are told to squash the tomatoes before they throw them. ရေဘူးတွေနဲ့တခြားမာကြောတဲ့ပစ္စည်းတွေနဲ့တယောက်ကိုတယောက်ပြစ်ခွင့်မရှိဘူးပြီးတော့ကြတော့ပါဝင်တဲ့လူတွေကိုသူတို့ဘယ်လိုပြောထားလဲဆိုတော့ခင်းကျင်သီးတွေမပြစ်ခင်မှာအရင်ခြေမွပြီးတော့ပြစ်ပါပေါ့ဒီတိုင်းပြစ်တယ်ဆိုရင်ပို့ပြီးတော့နာမှာဆိုလို့သူတို့ကခြေမွခိုင်းနေပေါ့အရင်ဆုံး Okay အဲ့ဆိုလို့ရှိရင်ဒါဒီပွဲတော်လေးအကြောင်းပြီးသွားပြီပေါ့ပြီးသွားပြီဆိုတော့ဒီကနေပြီးတော့ 第六个 r 明年咧 r 几啊？不，了不，了。苏罗先，festival festival festival。你先你听，annually annually annually。访 a 彼得杜米亚，participants participants participants。呃，去伊多哩，tourist tourist tourist。去伊多，然后在酷噶 o m 用 l e t e e n a g e boys。 teenage boys teenage boys teenage boys ဆိုရင်ဒါစေကျော်သက်ကောင်ကလေးတွေပေါ့နော်음ပြီးတော့ကြတော့ပွဲတော်တစ်ခုခုကျင်းပဖြစ်ပျက်တယ် so take no? takes place takes place takes place okay thank you very much